camping out အပြင်မှာ camp ထိုးပြီးတော့နေတဲ့အကြောင်းလေးပေါ့နော် this is apatry farm this is mrs boot the farmer she has two children called poppy and sam and a dog called rusty Taro, chani ဒါတော့ပန်းတိပင်ဥယျာဉ်ခြံလေးဖြစ်ပါတယ်ဒီမှာ မျက်တည်းကိုမျက်ရည်ဆက်ချီနဲ့ရိတ်နေတာတော့ Mrs. Boot လို့ခေါ်တယ်။တောင်သူမကြီးပေါ့နော်။သူစီမကလေးလေးနှစ်ယောက်ရှိတယ်။သူတို့က Poppy နဲ့ Sam လို့ခေါ်တယ်။သူတို့တွေကလည်းသူတို့မိမိကိုကူညီပြီးတော့ရိတ်ပြီးသွားတဲ့မျက်တည်းကို Sam ကခရင်တပြက်စီလိုမျိုးအကြီးနဲ့လိုက်ပြီးတော့တိမ်ပေးနေတယ်။ပြီးသွားတော့သူကကော်ပြီးတော့မတင်လိုက်တဲ့ဥစ္စာမမ Poppy ရဲ့ဒွန်လန်လေးပေါ်မှာ ရိပ်ပြီးသွားတဲ့မြက်တွေစပင်ညံ့ထွက်ကြလာတယ်လို့မျိုးပေါ့နော်အဲ့လိုမြက်တွေကိုအာတွန်လဲလေးနဲ့သွားတယ်လိုက်သိမ်းပြီးတော့တခြားနေရာမှာသွားစုပုံပေးတာပေါ့อืมအရန်ပြောပြီးရှောက်ပြေးနေတကောတော့သူတို့ရဲ့အချစ်တော်ခွေးကလေး rusty ဖြစ်ပါတယ် a car stops at the gate a man a woman and a boy get out hello says the man may we come on your farm အဲ့ဒီအချိန်မှာပဲတဲ့သူတို့ရဲ့ apatry farm ရဲ့ဂိတ်ဝါလေးခြံတကားဝါလေးရှိဦးတဲ့ကားလေးတစီလာရက်တဲ့အမဦးဦးတယောက်ရဲ့တီတီတယောက်ရဲ့ကလေးလေးရဲ့ကားပေါ်ဆင်းလာတယ်အဲ့မှာဦးဦးဟာ hello ဆိုပြီးနှုတ်ဆက်တယ်တဲ့သူတို့တွေဒီတညာလောက်တဲ့ဒီဥယျင်ခြံထဲမှာတဲ့ camp ထိုးလို့ရလားတဲ့ camp ဆိုတာယာယီတဲထိုးတာပြောတာနော်ယာယီတဲလေးထိုးပြီးတော့တဲ့ ျော်ပွဲစားမျိုးပျော်ပွဲစားလိုမျိုးလေးနေလို့ရမလားလို့ခွင့်တောင်းရှာတယ်တဲ့ Yes you can come over there we will show you the way says Mr Boot the campers follow in the car ရတာပေါ့တဲ့မင်းတို့တွေဘယ်မှာ camp ထိုးလို့ရမလဲဆိုတာဟုတ်တဲ့ဟိုဘက်မှာလိုက်ပြပေးမယ်တဲ့အဲ့လိုねအဲ့ဒီအပြာရောင်ကားလေးอ่ะအနောက်ကနေလိုက်လာတယ်တဲ့ Mr Boot ਨੇ ပေါ်ပြီးတော့ဆမ်လို့အကမ့်ထိုးလို့ရမယ့်နေရာဘက်ကိုခေါ်ပါလိုက်တယ်။ The campers put up their tent. Poppy and Sam help them. They take chairs, a table, a cooking stove and food out of the car. အဲ့ဒီလိုနဲ့တဲ့ကမ့်ထိုးမဲ့ဥဦးတွေတီတီတွေရတဲ့ကမ့်ထိုးမဲ့ပစ္စည်းတွေကိုကားပေါ်နေချတယ်တဲ့ပြီးတော့သူတို့နေဖို့အတွက်ယာယီတဲလေးကိုစပြီးတော့ ထိုးပါတော့တယ်တဲလေးကိုသူမျိုးအမိုးကာတွေနဲ့ဒုတ်တွေနဲ့ထောက်လိုက်တယ်ပြီးတော့မြဲနေအောင်လို့မြေကြီးမှာငုတ်တိုင်လေးတွေစိုက်ပြီးတော့တင်းအောင်ဆွဲထားနော်တွေ့လားအဲ့ဒါယုံလေးနဲ့ကောင်းတာမှာအဲ့ချိန်မှာတဲ့ပေါ်ပီနဲ့ဆမ်ကလည်းတဲ့ကူညီပြီးတော့ပစ္စည်းတွေတယ်ပေးတယ်တဲ့သူတို့ခြံလေးကိုလာလေတဲ့လူတွေဆိုတော့တဲ့ဗားတွေတယ်ပေးတယ်ဆိုတော့ အထေးဘောတဲ့ဇပွဲလေးတစ်လုံးလဲပါတယ်တဲ့မီးဖိုလေးတစ်ခုလဲပါတယ်တဲ့ပြီးတော့စားစရာတောက်စရာတွေကိုလည်းကားထဲကနေဝိုင်းထုတ်ပေးတယ်တဲ့ပေါ်ပီနဲ့ဆမ်ကလည်းပြုံးပြော်နေဧည့်သည်တွေလာတယ်ဆိုပြီးတော့နော် then they all go to the farmhouse mrs boots gives the campers a bucket of water and some milk poppy and sam bring some eggs တဲ့ ပြီးသွားတော့တဲ့ကမ့်ထိုးမဲ့ဦးဦးလေးတီတီလေးရတဲ့ပေါ်ပြီးတော့ဆမ်လို့နေတဲ့အိမ်ဟိုးတဲ့တောင်ရဲထဲကမှရှိတဲ့နေအိမ်လေးကိုရောက်လာကြတယ်အဲ့ဒီချိန်မှာတဲ့ Mrs. Booth ကလည်းသူ့စီမှာရှိတဲ့တောက်ဆရာရေတို့တောက်ဆရာနိုးတို့နွားနို့ပေါ့နော်အဲ့ဒါလည်းလက်ဆောင်ပေးတယ်တဲ့ဒါအပြင်တဲ့ပေါ်ပြီးနဲ့ဆမ်ကလည်းခြံထဲမှာရှိတဲ့ခြံတွက်ကျက်ဥလေးတွေကိုယူလာပြီးတော့ကမ်ဘာစ်ဥနဲ့တီတီကိုလက်ဆောင်ပေးလိုက်တယ် Can we go camping? Please, Dad. Can we put up our tent too? said Poppy. Oh, yes, please, Dad, said Sam. No? သူတို့တွေရောတဲ့ကမ်ပင်းလုပ်လို့ရမလားဖြစ်ဖြစ်တဲ့เนาะအဲ့ဒီမှာသူတို့တွေလည်းတဲ့ဒီဥဥတွေနဲ့မလမ်းကမ်းလေးမှာတဲ့ကိုပိုင်တန့်လေးထိုးပြီးတော့နေကျင်လိုက်တာလို့ပေါ်ပြရတဲ့သူတို့ဖြစ်ဖြစ်ဟိုတဲ့ခွင့်သွားတောင်းနေတဲ့ โอเยสတဲ့เนาะအဲ့မှာဆမ်ကလည်းဟုတ်တယ်တဲ့လုတ်ပြစီလုတ်ပြစီဖြစ်ဖြစ်တဲ့သူတို့လည်းတဲ့အဲ့ဒီမှာတဲ့ကမ်ထိုးပြီးနေကျင်တယ်ဆိုပြီးသွားပြီးတော့ပူဇာတောင်းဆိုလိုက်တယ်တဲ့အဲ့မှာသူတို့ဖေဖေကအဲ့လိုတောင်းဆိုလိုက်တော့စိတ်ဆိုးပါလားပြုံးနေလားပြုံးနေတယ်เนาะသူတို့ဖေဖေကပြုံးပြီးတော့လက်ပိုက်ပြီးတော့ဘာပြန်ပြေးမလဲနောက်တမျက်နှာမှာကြည့်မယ်เนาะ Mr. Boot gets out the tent. Poppy and Sam try to put up the little blue tent, but it keeps falling down. At last, it is ready. Mr. Boots ကတဲ့သူတို့တန်လေးဆောက်ဖို့အတွက်ခွင့်ပြုလိုက်တာပေါ့တဲ့။အဲသူတို့နေဖို့အတွက်ဆောက်ဖို့အတွက်တန်လေးထုတ်ပေးလိုက်တယ်တဲ့နော်။အဲ့တော့ပေါ့ပင်းနဲ့ဆမ်ကားရဲသူတို့ပါသူတို့နေဖို့တဲ့ဟိုအင်းဧည့်သည်ဦးတွေနားမှာသူတို့တန်တေးသေးလေးကိုစူးစမ်းပြီး blue color stand လေးကိုစူးစမ်းပြီးစောက်တာရဲစောက်လိုက် လဲဝါလိုက်ဆောက်လိုက်လဲဝါလိုက်ဟိုနာပြုတ်ကြဝါလိုက် rusty ကဝင်ရှုပ်လိုက်နဲ့သူတို့တန်လေးကဆောက်လို့မပြီးနိုင်မစည်းနိုင်ဖြစ်နေတာတဲ့အဲ့လိုနဲ့ပဲနောက်ဆုံးတော့သူတို့တန်လေးကအောင်မြင်စွာဆောက်ပြီးသွားတယ်လို့ဒီမှာပါတယ်เนาะ come and help supper then you can go to the tent says mrs boot but you must wash and brush your teeth first သူတို့မိမိ Mrs. Buddha တဲ့ပြန်လာခေါ်တယ်တဲ့။ကဲလာပြီးတော့ရယ် Sir Bro တဲ့ညလေစာစားပါအောင်တဲ့အဲ့လိုလာခေါ်တယ်တဲ့။နော်မိုးချုပ်တော့မှာပေါ့လား။ပြီးတော့မှာတဲ့မင်းတို့ရဲ့ထိုးထားတဲ့အပြာရောင်တန့်လေးစီပြန်သွားလို့မိမိ Mrs. Buddha လာခေါ်တယ်တဲ့။ဒါမဲ့မဖြစ်မနေလောက်ရမှာတော့တဲ့ခြေလက်တွေလည်းဆေးရမယ်တဲ့။သွားတွေလည်းတိုက်ရမယ်နော်တဲ့။အဲ့လိုမျိုးပြောတယ်တဲ့။အဲ့ဒီအချိန်ထိဆမ်ကဒီမှာတူတချောင်းနဲ့သူ့တန်လေးခိုင်အောင်လို့ လိုက်ထုတ်ပြီးတော့အလုပ်တရားလုပ်နေတော့မှနော်ဆမ်ထက်ငယ်နဲ့တူတယ်ဟို yellow t-shirt လေးနဲ့ကလေးလေးอ่ะဆမ်ထက်နေနေလေးငယ်သလိုပဲနော်အားလုံးပြုံးပြီးတော့ကြည်နေကြတယ်သူတို့ဘာတွေလုပ်နေကြလဲဆိုတော့ Poppy and Sam go to the tent It's not dark yet, said Sam. Come on, Rusty, you can come camping with us, said Poppy. Sabi tau bi dwa ro re Poppy ne ဆမ်ကတဲ့သူတို့တန်ထိုးတဲ့နေရာလေးစီကိုပြန်သွားကြပြီတဲ့เนาะဝက်စုံလေးကြီးလေညအိတ်ဝက်စုံလေးစင်တူလေးတွေဝင်လာဝက်ထားပြီတိလားမောင်တော့မမောင်သေးဘူးเนาะတဲ့ဆမ်ကပြောတယ်တဲ့လာတဲ့ rusty လေးလည်းလိုက်ခဲ့တယ်သူတို့နဲ့တူတူ camping line လောက်တို့ poppy ကလည်းခေါ်လာ rusty လည်းပြုံးပြော်ပြီးတော့ခုံပေါက်ပြီးတော့ပြေးလွှားပြီးလိုက်လာတယ် poppy and sam go to bed they crawl into the tent and tie up the door than they wriggled into their sleeping bags တဲ့ပေါပီနဲ့ဆမ်ကတဲ့အဲ့လိုနဲ့ပဲစောစောစီစီအိယာဝင်လိုက်တယ်တဲ့သူတို့တွေတဲ့ညာအိတ်တဲ့အိယာတွေကိုစောင်းနေတဲ့ကိုတိုးဝင်လိုက်တယ်တဲ့တကားလေးကိုလည်းသူတို့ပိတ်ပြီးတော့ကြိုးလေးကိုချီလိုက်တယ်တဲ့နော်အဝင်ထွက်လို့တဲ့တန်ကိုဝင်ထွက်လို့တဲ့တကားလေးအလွှာလေးပေါ့နော်သူတို့စီမှာဘာတွေပါတော့သူတို့ရဲ့ညာအိတ်ဖက်ကလေးတွေကိုခြေရင်းမှာချွတ်တယ် မာဂျီရာစတီယာပေါ်ပီရဲ့ဖနက်ကိုကြိုက်ချီထားတယ်။ညကျရင်ကလေးတို့မအိတ်ခင်ဆိုလိုမျိုးဖတ်လေးဖတ်ထားရှိတယ်။ story books လေးတွေသူကယူလာရယ်နော်။ Sam ဆိုလို့ရှိရင်အမွေးဘွားရုပ်လေးပါယူလာသေးတယ်။မမပေါ်ပီမှာလည်းအယူလေးတရုပ်ပါတယ်။အပြင်သူတို့မပါပါတယ် torch light နော်။ dummy လေးတခုလည်းပါသေးတယ်။ What's that noise? There's something walking around outside the tent. said Sam. What is it? ဘာတန်လဲတဲ့နော်ဆမ်ကားတဲ့ထပြီးတော့ပြောလိုက်တယ်တဲ့အပြင်မာတဲ့ဒီစုံတစ်ခုတဲ့လမ်းပတ်လျှောက်ပြီးတော့တဲ့အတန်ကြားရတယ်တဲ့သူတို့ရဲ့တန်အပြင်မာတဲ့ဆမ်ကပြောတယ်ဘာတန်များပါလိတ်တယ် Poppy looks out of the tent It's only Daisy the cow she said she must have strayed into this field she is so nosy Poppy လဲထွက်ကြည့်လိုက်တော့တန်အနေချောင်းလဲကြည့်လိုက်တော့သူတို့ခြံထဲမှာမွေးထားတယ် နွားမကြီးဒေစီဖြစ်နေတယ်တဲ့အားတဲ့တူတဲ့လမ်းပြောက်ပြီးတော့ဒီတန့်ထိုးတဲ့နေရာဘက်ကိုရောက်လာတာဖြစ်မယ်တဲ့တူတဲ့တော်တော်ဆက်စုတာပဲတဲ့ she is no so nosy ဆက်စုတယ်လို့ခေါ်တာเนาะလာပြီးတော့လေ့လာတာပါတော့သူတို့ဒီမှာရုတ်တရက်ကွင်းမြင်တယ်မှာเนาะတန့်နေပေါ်လာတော့နွားကလည်းစိတ်ဝင်စားပြီးလာကြည့်တာနေပါဘောနွားမကြီးဒေစီอ่ะ Daisy looks into the tent. Rusty barks at her. Daisy is scared. She tries to back away, but the tent catches on her head. Daisy are alone. သူတို့တဲထိုးထားတဲ့တန့်နေတယ်ခေါင်းကြီးတိုးပြီးတော့အပေါက်ကလေးကနေဝင်ချောင်းကြည့်တယ်ဒေးစီခေါင်းကြီးလည်းဝင်လာတော့ Rusty ကလည်းထပြီးတော့ဟောင်လိုက်တယ်ဟောင်လဲဟောင်လိုက်တော့ဒေးစီကလန့်သွားဟောင်လဲလန့်ပြီးတော့ ူကလည်းလန့်ပြီးတော့ခေါင်းကြီးကိုပြန်ပြီးအနောက်ကိုဆုပ်ဖို့ဆွဲထုတ်တဲ့အချိန်မှာခေါင်းကြီးကတန့်နဲ့ညှိနေတယ်တဲ့နော်သူ့ခေါင်းရဲ့ရုတ်တရက်ပေါ်မပြေမထွက်ပဲနဲ့သူ့ရဲ့တန့်နဲ့ညှိပြီးတော့တန့်ကြီးကိုယုံတယ်လို့ဖြစ်တယ် Daisy pulls at the tank she pulls it down and runs off with it rusty chases her poppy and sam ran back to the house ဒေစီယာတဲ့အဲ့လိုမျိုးရောရင်းပြင်းတွင်းနေတဲ့တန့်စီကိုစွဲပြီးတော့ပြေးမိတယ်လို့ဖြစ်သွားတော့သူတို့တန့်စီပါသွားတယ်နော်စိုက်ထားတဲ့ကြိုးတွေရောဟိုခလုတ်တွေရောအကုန်ပြုတ်ထွက်ပြီးတော့ပါသွားတယ်အဲ့ဒါ drastic တွေကလည်း ထွက်ပြေးသွားတဲ့ဒေစီနတ်ကိုပြေးလိုက်တယ်တဲ့ပြေးလိုက်တဲ့အချိန်မှာတဲ့သူတို့တိုင်ကြီးပါသွားတော့တဲ့ sleeping bag ပဲကြံခဲ့တဲ့အတွက်ကြောင့် poppy နဲ့ sam လည်းတဲ့หนีလို့မရတော့ဘူးဆိုပြီးတော့သူတို့หนีတဲ့အိမ်စီကိုပြေးပြီးတော့ပြန်သွားကြတယ်သူတို့လည်းလန့်ပြီးတော့เนาะရုပ်လေးတွေကောက်ပိုက်ပြီးတော့ပြန်သွားကြတော့တာပေါ့တဲ့ Mr. Boots opens the door. Hello there, said Sam. Daisy got our tent. I think camping is fun, says Poppy. မစ္စတာဘူ့စ်ကတဲ့အိမ်တကားဝလေးကိုဖွင့်ပြီးတော့စောင့်နေတယ်တဲ့အမားတဲ့ဆမ်ကဟယ်လိုဒက်တဲ့ဖေဖေတဲ့ဟယ်လိုတဲ့မင်္ဂလာပါတဲ့သူနှုတ်ဆက်လိုက်သေးရဲ့နော်ဆမ်ကသူတို့နေရာစလုံးမှာဖက်နဲ့လည်းမပါလာဘူးဒေးစီအားတဲ့သူတို့နေတဲ့တန့်လေးကိုတဲ့ဝင်လူွာသူတို့ဖြစ်သွားလို့တဲ့ကမ်ပီလောကပျော်စရာတော့ကောင်းပါတယ်ဖဖေရဲ့တဲ့ဖော်ပြရလဲအဲ့လိုပြောတယ်ဒါပေမဲ့အဲ့ဒီညာတော့သူတို့အပြင်မှာမအိပ်ဖြစ်တော့ဘူးเนาะသူတို့အိမ်ကိုပဲသူတို့ပြန်ပြီးတော့အိပ်ဖြစ်သွားပါတယ် ဒီစာအုပ်လေးအကြောင်းကတော့ camping out ဖြစ်ပါတယ်